လွန်ခဲ့တဲ့တံပေါင်းများစွာကဘာကြီးရာရေတိဖုံးလွှမ်းနေတဲ့ဂျိုးကြီးတလုံးဖြစ်ခဲ့ပါတယ်။တစ်ချိန်မှာတော့ကိုမြေရွေမိခင်နတ်ဖျားမတဖီတီဆိုတာပေါ်လာခဲ့ပါတယ်။သူမရဲ့နှလုံးသားဟာအရန်အစွတ်ထက်ပြီးကိုမြေနဲ့တရှိတီကိုဖန်ဆင်းနိုင်ပါတယ်။တဖီတီကလည်းအိုက်စွမ်းတွေကိုတရှိတီအတွက်အသုံးချပေးနေပေမဲ့တချို့ကတော့အိုက်နှလုံးသားကိုသူတို့ရဲ့ကိုဂျိုးတခိုးယူခြင်းကြပါတယ်။အိုက်ထဲမှာအရေးတင်းဆုံးတစ်ယောက်ဖြစ်တဲ့ပေနယ်နဲ့လီတို့ရဲ့နတ်ဖျားသွင်းတော့ဟာဂျေမဲလာရဲ့တမှုတရားယူဖြစ်ပြီးတဖီတီရှိတဲ့နေရာကိုထွက်လာခဲ့ပါတယ်။ သူဟာနပြားရဲ့ကြီးမင်တာရယ်မော်ချိတ်ကောက်ကြီးအစွမ်းနဲ့လိုရပုံတောင်းနိုင်တယ်မာဝီဆိုသူပဲဖြစ်ပါတယ်မာဝီကဒက်ဖီတီရဲ့နှလုံးသားကိုအနီးကခွေယူနိုင်ခဲ့ပြီးဒက်ဖီတီကတော့သူ့မဲ့နှလုံးသားမရှိတော့နဲ့အသက်ထက်တွေချက်ချင်းပဲယိုယိုလာပါတယ်မာဝီရဲ့လည်းဒက်ဖီတီစီရဲ့လွတ်အောင်ပြေးနေလမ်းမှာသူ့လိုပဲနှလုံးအောင်လာယူတယ်တဲခါဆိုတဲ့မကောင်းဆိုးဝါးနေဆိုင်ရပြီးတိုက်ပွဲပြင်းထန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာဝီယာတဲခါကိုရှုံးခဲ့ပြီးပင်လယ်ထဲပြုတ်ကျသွားတာအခုချိန်ကြီးဖြစ်ပြီးမာဝီရောသူ့ချိတ်ကောက်ရောဒက်ဖီတီရဲ့နှလုံးသားရောကပျောက်ကွယ်သွားတာအနည်းထောင်ကျော်ပြီပဲဖြစ်ပါတယ် ဒီเจ้าနေကိုအဖွားကြီးတယောက်ကခလေးတွေကိုပုံမင်းဖြစ်ပပြနေရဖြစ်ပြီးခလေးမလေးတယောက်ကလွင်ရင်ကြာခလေးတွေကတော့သဘောမကျကြပါဘူးအဖွားကြီးကတော့ဒဖီတီမရှိတော့ကြတဲ့ဟာတဲခအပံဝင်မကောင်းဆိုးဝါးတွေဟာသူ့နှလုံးသားကိုလိုက်ရှာရင်းနဲ့ဒဖီတီဖန်တီးပေးခဲ့တဲ့ကျိုးနေကိုအသက်တွေစားသုံးနေရဖြစ်ပြီးသူတို့တွေဟာအဲ့ထဲမှာပြိပိနေကြဖြစ်ကတနေ့မှာရဲရင်တဲ့သူတယောက်ကမာဝီကိုရှာပြီးဒဖီတီရဲ့နှလုံးကိုပြပုတ်ပေးဖို့အတွက်ကဲလွန်ပြုံညွှန်းလိုက်ရလိမ့်မယ်ဆိုလို့ခလေးတွေကကြောက်လန့်မိကိုကြပါတယ်ဒါကြောင့်ရွာကြီးကဟာသူ့မိကိုပုံမြုံချက်လိုက်တော့ဖို့နဲ့ခလေးတွေကိုလည်းရွာမှာဘာမကောင်းဆိုးဝါးမှမရှိကြောင်းနဲ့ကဲလွန်အပြင်ကိုလည်းဘသူမှမသွားရဘူးလို့ပြောလိုက်ပါတယ် ဲ့အချိန်မှာလိုက်ကာတွေကပိတ်ကုန်ပြီးမကောင်းဆိုးဝါးပုံတွေပေါ်လာလို့ကလေးတွေကအကြီးကဲပေါ်ပြစ်တတ်ကြပြီးမယ်ကလေးမလေးတယောက်ကတော့အများနဲ့မတူပဲတတိရှိနေရင်ဇက်ကိုဆင်းသွားပါတယ် ရည်စက်နာမှာလိမ့်ပေါက်လေးတကောင်ရှိပြီးအနားငတ်တွေကြောင့်ပင်လယ်ထဲကိုသွားဖို့အခက်တွေ့နေရမှုလို့ကလေးမလေးကအနားအရွက်နဲ့ကွာပြီးရည်ထဲကိုလိုက်ပို့ပေးပါရယ်လိမ့်ကလေးရည်ထဲရောက်တော့ပင်လယ်ကြီးစီကနေထူးဆန်းတဲ့လိုင်းတစ်ခုဖြစ်ပေါ်လာပြီးကလေးမလေးကိုခရုကုန်လေးတစ်ခုလက်ဆောင်ပေးလိုက်ပါရယ်ကလေးမလေးလည်းလက်ဆောင်ကောက်လိုက်တာနဲ့ပင်လယ်ကြီးရဲ့ရည်တွေကဘေးကိုရှဲပေးကြပြီးကလေးမလေးလည်းပင်လယ်ထဲကိုရောက်သွားပါရယ်ပင်လယ်ကြီးကတော့ကလေးမလေးကိုကြီးစင်နေပြီးခဏနေတော့ရည်တွေကနေအစဲအောင်လက်နေတဲ့ဒဖီတီရဲ့နှလုံးသားပေါ်လာပါရယ် ပင်လေဤဟာကလေးမလေးကိုရွေးချယ်လိုက်တာဖြစ်ပြီးအပြစ်ကင်းတဲ့ကလေးမလေးကိုစိုက်ကြည့်နေတော့မွာနာဆိုတဲ့ခေါ်တန်းကိုကြားလိုက်ရလို့ကလေးမလေးကိုကမ်းပေါ်ပြန်ပို့ပေးလိုက်ပါတယ်။ရွာကြီးကတော့ကလေးမလေးကိုရေစက်ကနေပြန်ခေါ်သွားပြီးအဲ့နေရာကိုထပ်မသွားတော့ဘူးနဲ့အဲ့မှာအကျဲအနေအများကြီးလို့ပြောလိုက်ပါတယ်။ မဝါနာလီကတော့ပိန်နနဲ့ထိတွေ့နေတာကိုသဘောကျပေမဲ့အကြီးကဲကတော့အဲ့ဒါကိုသဘောမကျပါဘူး။အကြောင်းကတော့မဝါနာကသူ့ရဲ့တူဦးတော်သမီးလေးဖြစ်တဲ့အပြင်ဂျွာရဲ့အကြီးကဲလောင်းညာလေးလည်းဖြစ်တာကြောင့်ဂျွာသူရသားတွေရဲ့အကျိုးကိုသူ့လိုပဲဆောင်ရွက်စေချင်ပါတယ်။ဒါကြောင့်သူတို့ဂျွာရဲ့ဓလေ့တွေကိုစတင်တင်ကြပေးပါတယ်။သူတို့ဂျွာသားတွေကအသက်ဆိုရင်ဘာအသက်မှမလိုချင်တော့မှမလို့တချင်တော့အသက်မဆိုကြပါဘူး။စားတဲ့အတွက်လည်းကုန်းပေါ်မှာအုံသီးရှိသလိုအိုင်ထဲမှာငါးတွေရှိတာကြောင့်သူတို့တို့ကဘာမှပူပင်စရာမရှိဘဲအုံးမေရရှားတဲ့အရာရင်းနဲ့အသုံးဆောင်ပစ္စည်းတွေလောက်ကြပြီးဒီကျုံးမှာပဲဘဝကိုတိစောက်ထားကြတာဖြစ်ပါတယ်။မဝါနာကတော့လက်တံနဲ့ရေဆက်ကိုပြေးသွားတတ်ပြီးအကြီးက က်လုပ်ဖို့အတွက်ပင်လယ်ထဲကိုသွားရဖို့ပဲပူပြီးစိတ်ကထက်သန်နေပါတယ်။အဖေဖြစ်သူကလည်းအချိန်တိုင်းသူသမီးကိုလိုက်တားနေရပြီးအကြီးကြီးဖြစ်ဖို့ပဲအာရုံစိုက်ခိုင်းပါတယ်။မိုဝါနာကတော့အချိန်ရနဲ့ရီဇက်ကိုသွားပြီးသူ့လိုပဲပင်လယ်ကြီးကိုချစ်တဲ့အဖွားဖြစ်သူနဲ့အတူပင်လိုင်းကြီးကိုကြည့်ပြီးကတတ်ပါတယ်။အဖွားဖြစ်သူကလည်းသူ့အဖေနဲ့မတူပဲမိုဝါနာကိုစိတ်တက်ရှိရတဲ့အတိုင်းလုပ်ဖို့နဲ့ရင်ထဲရလာတဲ့စကားကိုနားထောင်ဖို့နဲ့အဲ့ဒါမှမင်းကဘယ်လိုလုပ်လဲဆိုတာကိုသိနိုင်မှာလို့ပြောပါတယ်။ တမီးဟာတမီးဖေလိုပဲတသူတို့ဆန်တဲ့သူမလို့အဖေဖြစ်သူရဲ့စကားကိုလည်းနားထောင်မှုနဲ့ကိုယ်စိတ်ထဲမှာရှိနေရင်မှန်းချက်ကိုလည်းမမေ့ပါနဲ့ဆိုပြီးဘာဘတ်နေတီကိုပြလိုက်ပါတယ်ဖြစ်ရှင်တော့အကြီးကြီးကမိသွားပြီးမိုဟာနာကိုတွန့်လိုက်ခဲ့ဖို့ပြောကာကျုံရဲ့အမြင့်ဆုံးနေရာကိုခေါ်သွားပါတယ် အဲ့နေရာမှာတော့တို့အကြီးကြီးတဲ့အစင်စံဒီကျုံကိုလက်စင်ကတောင်းယူခဲ့ကြတဲ့အနေနဲ့ဆက်တင်ထားတဲ့ကြောက်ပြားတွေရှိနေပြီမွာနာသူပြီးရင်ကြောက်ပြားကိုတရားမဲ့လူဖြစ်လို့မဖြစ်နိုင်တဲ့အိမ်မက်တွေထမ်းတမီးဆောက်ရှောက်မလျော်သားတွေကိုကြည့်ပါတမီးရဲ့အိမ်မက်တမီးရဲ့ဘဝကဟိုးဝေးရပင်လည်းမဟုတ်ဘူးအိုက်ထဲရဲ့အိုက်လေးနဲ့ဒီရောက်ကချော်သားတွေဟာတမီးကိုမိခိုးချမဲ့သူတွေပဲအဲ့ဒါမှာတမီးရဲ့ဘဝပါပဲလို့ပြောပြလိုက်ပါတယ်အဲ့နေရာဆပြီးမွာနာလည်းအဖေ့စကားကိုနားထောင်သွားပြီးရွာအတွက်ပဲသူမဘဝကိုပြောင်းလဲလိုက်ကအဖွားဖြစ်သူနဲ့ပင်လည်းယူလှစ်လို့ရှုပြီးရွာဒလိတွေကိုအကျွမ်းတွင်ဖြစ်အောင်မဲနေပါတော့တယ်မွာနာလည်းအကြီးကြီးလောင်းတွေဖြစ်တဲ့အချိန်အားဆပြီးသူတငယ်ချင်းပူပါဆိုတဲ့ဝက်ပေါက်လေးနဲ့အတူရွာသား ားတွေရဲ့အကျိုးတွေလိုက်လုပ်ပေးပြီးပြဿနာတွေကိုဖြေရှင်းပေးရပါတယ်။နောက်ပေါက်ကလေးတွေကိုလည်းရွာတလိတင် जा ပေးရပြီးကျွမ်းမပြေလို့အစားခံရတော့မှချက်ကလေးဟေးဟေးကိုလည်းမီဒွန်းတွေကနေကတင်ပေးလိုက်ပါတယ်။ညနေအချိန်မှာတော့အုံဒီကူပြီးပြန်လာတဲ့အမျိုးသမီးတွေဟာသူတို့ခုလာတဲ့အုံဒီရဲ့အကုန်ပိုးကြကုန်တာကိုလာပြပါတယ်။မွာနာကလည်းစိုးရင်တကြီးနဲ့ပိုးကြနေတဲ့အပင်တွေကိုခုတ်ပြီးနောက်တနေရာမှာမျိုးစေ့တွေချမယ်လို့ပြောလိုက်ပါတယ်။ငါတော့ဖက်တဲ့လူတွေကလည်းမြုံနဲ့မှငါမမိလို့အကြီးကြီးကိုလက်တင်ပြကြပါတယ်။ မဝါနာကတော့နေရာတောင်ဖက်ဖို့ပြောလိုက်ပြီမယ်တံငါသေးတွေကတော့အိုင်ထဲမှာငါးရှိရနေရာတိုင်းကိုသူတို့တောင်ဖက်မိပြီဖြစ်ကြောင်းနဲ့အခုဟာနေရာနဲ့မဆိုင်ပဲငါးတွေဟာရှိလို့မရှိတော့ရလို့ပြောလိုက်ပါတယ်အဲအကြောင်းမဝါနာလည်းလှေပေါ်တက်ကကန်းတော်လှမ်းကြည့်လိုက်ပြီးပင်လယ်ထဲမှာငါးသွားဖမ်းကြမယ်လို့အမိန့်ပေးလိုက်ပါတယ်အဲစကားကြောင့်အဖေဖြစ်သူကဆိတ်ဆိုးသွားပြီးမဝါနာကိုရွာတက်အကြောင်းပြပြီးပင်လယ်ကိုပြန်သွားခြင်းနေရာပဲနေုံငါယုံမိတာအမားပဲလို့ဆိုလိုက်ပြီးဆိတ်ဆိုးဆိုးနဲ့ပြန်သွားကဘသူမှကန်းတော်မကြော်ရဘူးလို့အမိန့်ပေးလိုက်ပါတယ်မဝါနာကတော့ဆိတ်ဆိုးပြီးအပင်သမီးပေါ်မှာမှိုက်နေတော့အမေဖြစ်သူကအဖေကိုစိတ်မဆိုးဘူးလာပြောပါတယ် မွာနာတော့အဖေသူ့ကိုအခုလိုချုပ်ချက်နေရအောင်မကြောက်ကြောင်ပြောလို့အမေကတမိ့ကိုအဖေကချုပ်ချက်နေရမဟုတ်ပါဘူးတကယ်တော့တမိ့ကသူ့နဲ့တူနေလို့စိုးရိမ်နေတာပါလို့ပြောပြလိုက်ပါတယ်တကယ်တော့အကြီးကြီးဖြစ်တဲ့သူ့အဖေကလူကျပတ်ဘဝမှာသူ့လိုပဲပင်လယ်ထဲကိုသွားကြည့်ချင်တဲ့အကြောင်းသူ့တငယ်ချင်းနဲ့အတူဖောင်တစည်းနဲ့ခိုးထွက်ခဲ့ကြပြီးကဲလုံနာမှာတော့သူတို့ကြုံနေကြရှိလိုင်းလေတိုက်ပုံနဲ့မတူပါကြောင်းလှိုင်းပုတ်ခံလိုက်ရပြီးနှစ်ယောက်သားဖောင်ပြက်ကတုတ်ကြသွားပါတယ်မွာနာရဲ့အဖေကတော့သတိရှိနေတဲ့ပြင်မဲ့သူ့တငယ်ချင်းကတော့သတိရသွားပြီးပင်လယ်ထဲပြုတ်ကြသွားကအသက်သေဆုံးသွားခဲ့ပါတယ် အဲ့နေရစားပြီးမောဟနာရဲ့အဖေဟာသူ့ရဲ့ဆုတဲ့ကျေစိတ်ထံလူတွေရဲ့အတက်နဲ့သူ့ရဲ့ဘဝကိုပဲဆောက်ရှောက်ဖို့အတွက်လုပ်ခဲ့တာဖြစ်ပြီးတခါတလေမှဖြစ်တင်လာတဲ့ထက်ဖြစ်တင်လာအူစားပြရဲလေဆိုပြီးမောဟနာကိုဆုံးမသွားပါတယ်မောဟနာကတော့သူ့အဖေနဲ့ဖြောသွားတဲ့အတက်အကြီးကဲကောင်တက်ကိုလည်းဖြစ်ချင်သလိုသူ့ကိုယ်ပိုင်အိမ်မက်တွေအရာပင်လယ်တွေကိုလည်းရွက်လင့်ချင်နေပါတယ်ဒီလိုနဲ့ဖြစ်ကျစိတ်တစ်ခုလွန်ဆွဲနေပြီးနောက်ဆုံးမှာတော့သူ့တငယ်ချင်းပူဝါနဲ့အတူအနာအဖောင်တစ်စီးနဲ့ပင်လယ်တွေကိုဆံဝင်ကြည့်ပြီးငါးဖက်မှုဆုံးဖြတ်လိုက်ပါတယ်ကဲလုံးနာကလာလေးလေးရည်စည်းရကြလာပြီးလှိုင်းပုတ်ကပြင်လာမှလို့မွာနာရဲ့ဖောင်လေးပြတ်သွားပြီးပူဝါလေးရှင်နေုံနဲ့သွားပါတယ် ဝဝနာလေသူ့ခြေထောက်ကကြောက်ဆောင်ကြညက်သွားလို့ပူအောင်လိုက်ခဲ့မြဖြစ်နေပြီးအနားကြောက်တုံးနဲ့ရောက်ဆောင်ချဲခွဲလိုက်ပြီးသူ့အသက်ကိုအရှင်ကယ်လိုက်ရပါတယ်။ကန်းဆက်ကိုမတင်ုံတမဲပြက်ကူးလာရပြီးကန်းကောင်းထောက်မှလို့ပူအောင်ကိုကန်းပေါ်မှာပြန်တွေ့ရကပူအားတော့လှော်တက်ကိုမျက်နှာနဲ့တောက်လန့်နေပါတယ်။ဝဝနာလေအဲ့တော့မှဒဏ်ရာဖြစ်သွားတဲ့သူ့ခြေထောက်နဲ့တောက်လန့်နေတဲ့ဝက်ကလေးပူအောင်ကိုကြိလိုက်ပြီးသူ့ဖိပေါ်တာကိုလက်ခံလိုက်တော့အဖွားဖြစ်သူရောက်လာပါတယ်။မွာနာသူ့အပြံမတိုင်းမှုပြောလို့အဖွားဖြစ်သူကဗကိစ္စပြောရမှလည်းလို့ပြောလိုက်ပြီးမွာနာကလည်းတမိတောင်ပေါ်မှာကြောက်ကြတဲ့မှုပဲလုပ်ရတော့မယ်ထင်တယ်လို့ပြောလိုက်ပါတယ်။အဖွားဖြစ်သူကလည်းအဲ့ဒါကတမိသဘောဆိုရင်လည်းလုပ်ပါဆိုလို့မွာနာကဘာလို့ ို့သူ့ကိုမတားရလဲလို့မေးလိုက်ပါတယ်အဖွားဖြစ်သူကတော့ငလေးကြောင်ကြီးနဲ့ကခုန်နေပြီးငါသိပြီးရင်သူတို့တွေကတယောက်ဖြစ်လာလိမ့်မယ်လို့ပြောနေလို့မွာနာအဖွားပါလို့အဲ့လိုမျိုးထူးထူးဆန်းဆန်းတွေကိုလုပ်နေရလဲလို့ထပ်မေးလိုက်ပါတယ်အဖွားကတော့ငါရွာအယူမကြီးလေအဲ့တော့ဒါကငါအလုပ်ပဲလို့ပြန်ဖြေလိုက်ပြီးမွာနာလေအဖွားသမီးကိုတခုခုပြောချင်နေရမလားပြောဖို့ရှိလားလို့မေးလိုက်ပါတယ်အဲ့တော့မှအဖဖြစ်သူကလည်းတမီးရောကြားချင်တာရှိလားဆိုခါသူပြောဖို့ကြံနေတယ်။တခုတည်းသောပုံမြင်ပြပြဖို့အတွက်တောက်တထောင်ပေါ်ကိုခေါ်သွားပါတယ်။တမီးလိုချင်တဲ့အဖြစ်ဟာအထဲမှာဆိုပြီးကြက်တုံးတွေကိုဖယ်ခိုင်းလိုက်ကဘုံတီးဖို့မှလိုက်ပါတယ်။ မွားနာလည်းအထက်ရောက်ကြောက်နေဝင်သွားပြီးဂူဆုံးမှာတော့လေကြီးတွေကိုမြင်လိုက်ရလို့အံ့ဩသွားပြီးအကြီးဆုံးလေပေါ်ကဘုံကိုတီးကြည့်လိုက်ပါတယ်။တစ်ချက်နဲ့မထူလို့သရိုက်တီးကြည့်လိုက်တာရုတ်တရက်ဆိုသလိုမီးတောက်တွေပေါ်လာပြီးရွက်တိုက်နေပေါ်ကပုံတွေကိုမြင်လိုက်ရပါတယ်။ အဲ့ပုံနေရာသူတို့ရဲ့မျိုးနွယ်စုအကြောင်းပပနေရာဖြစ်ပြီးမွာလာလဲတစ်ချိန်လုံးကသူတို့မျိုးနွယ်စုဟာဒီလီကြီးနဲ့အတူပင်လက်ခီးတော့ဖြစ်ခဲ့တာကိုသိသွားပါတယ်။သူတို့ဟာလင်ကြီးနေနဲ့နေမင်းကြီးရဲ့ခေါဆောင်ရအောင်သွားကြပြီးညအချိန်ဆိုရင်ကျဲတွေကိုနာမည်ပေးခါသူတို့ဘယ်ကိုရောက်နေလဲဆိုတာကိုသိကြပါတယ်။ရေကြောင်းရှာဖွေမှုလဲကြောင်းကျင်ကြသလိုကျိုးနေကိုတွင်းလဲမှတ်သားထားကြပြီးအဲ့ကျိုးနေပေါ်မှာကနအခြေချကနေထိုင်ကြပါတယ်။ဒီလိုကနေမွာနာအဖေကြီးကျိုးပေါ်မှာအစင်းစစ်ကြီးကလေးဖြစ်လာကြပြီးဒီနေ့အချိန်မှာတော့ပင်လက်ခီးတော့ဖို့ပြောနေလေကြီးတွေကိုတော့ဖွက်ထားပြီးနော်နော်သားတွေကိုသူတို့ဟာဒီမှာပဲအမြင်နေရလို့လိန်ထားကြတာပဲဖြစ်ပါတယ်။ ။ဘွားနာလည်းသူကျင်တာကြီးတိလိုက်ရတော့ဝမ်းသာသွားပြီးအဖွားကိုသူတို့ကဘာလို့ခီးမသွားတော့ရလဲလို့အကျိုးကြောင့်မေးကြည့်လိုက်ပါတယ်။အဖွားကလည်းမာဝီကြောင့်ပေါ့လို့အစချီပြီးဒက်ဖီတီမရှိတော့တာကြောင့်အကောင်းဆိုးဝါးကြီးလည်းပေါ်လာပြီးလေလီကိုတက်ခိုက်တာကြောင့်လူကြီးတွေကပဲလက်ခီးတော့လောက်ချလိုက်ကြပြီးကျုံးမော်ပဲနေဖို့ဆုံးဖြတ်လိုက်တာလို့ပြောပါတယ်။ ဒါမဲ့အမောင်တို့ဟာအရန်ဆွမ်းအားကြီးလာပြီးအခုဆိုရင်ငါတို့ရဲ့ငားတွေကိုယူပြီးကျိုးထိပါရောက်နေပြီးအဲ့ဒါကြောင့်ဒါတွေဖြစ်မလာအောင်တယောက်ယောက်ကပင်လယ်ကြီးကိုပြန်မဝီကိုရှာပြီးဒဗီကျင်းလုံသားကိုပြန်ပေးကာသူတို့ကိုဒီကနေကဲတင်နိုင်ပါအဲ့ဒါသမီးပဲလို့ပြောလိုက်ပါတယ်ပင်လယ်ကြီးဟာသမီးကိုယူရှိလိုက်တဲ့နေ့တုန်းကအဖွားလက်ရှိနေရဆိုပြီးပြောလိုက်ကာပင်လယ်ကနေဖော်ဆန်တာကြီးဆက်ဖြစ်လာပါတယ်မွာနာလေအဲ့ဓာတွေကိုသူအိမ်မက်မက်နေရထင်ခဲ့တာအခုမှတကယ်ဆိုတော့သိလိုက်ရလို့ပိုပြီးစရာတက်ကြွသွားပါတယ်ပြီးရနေသူ့ကိုဘာလို့ရွေးချယ်ခဲ့ရလဲသူဟာရွက်တော်မှာလွတ်တက်တာမဟုတ်ဘူးဆိုပြီးလွတ်တက်တဲ့သူကိုသိတယ်ဆိုတာရွာထဲကိုပြေးသွားပါတယ် ရွာထဲမှာတော့အုံမိန်နေပိုးကြပြီးငားတွေဖမ်းမရလို့အစည်းဝေးထိုင်နေကြပြီးမိုဝါနာအိုက်ကြားတွေဝင်ကတဖီဒီရဲ့နှလုံးသားကိုပြပြီးအဲ့ဒါအမောက်တုပဲတမီးတို့ကအဲ့ဒါကိုတားရမယ်တဖီဒီရဲ့နှလုံးသားကိုပြန်ထားပေးရမယ်ဂူထဲမှာလှေတွေတွေ့တယ်လှေကြီးကြီးတွေတမီးတို့ကတစ်ချိန်ဟာပင်လက်ခီးတော့ဖြစ်ခဲ့ကြတာပဲလို့အားရပါရဝင်ပြောလိုက်ပါတယ်အဲစကားကြောင့်အဖေဖြစ်သူကဆိတ်ဆိုးပြီးလှေတွေကိုမီးရှို့ဖို့သွားပါတယ် ငွားနာလည်းလုံတော့တပြပြနဲ့လိုက်တာနေပြီအဖေဖြစ်သူကအဲ့ဒါကြောက်တော့မဲဆိုပြီးလွတ်ပစ်လိုက်ပါတယ်ငွားနာလည်းကြောက်တော့တော့ကောက်တော့အဖေဖြစ်သူရဲ့ဒုက္ခကိုပါမြင်လိုက်ရလို့တခုခုဖြစ်နေတာကိုရိပ်မိသွားပါတယ်အဲ့ဒီအချိန်မှာဂျွာသားတယောက်ကအကြီးကဲကိုသူ့မိအချိန်နေမကောင်းဆိုတာလာခေါ်လို့ငွားနာတို့လည်းအဖွားစီကိုပြေးကြပါတယ်အဖွားကငွားနာရောက်တော့မှသူ့မိကိုစကားတို့တို့လေးပြောပြီးတွားတော့လို့ပြောလိုက်ပါတယ် ဒီကောက်ကြီးရှိရဲ့နေရာကိုလိုက်ပြီးရင်မဝီယိုရှာသူ့အတွင်ရင်ငါမော်တိုနူအီကျုံးဟာမိုဝါနာပဲငါလေကိုယူပင်လေကိုဖျက်ပြီးဒီဖီဒီနှလုံးသားကိုပြန်ထားပေးပါလို့ပြောရမယ်လို့မှားလိုက်ပါတယ်မိုဝါနာကတော့အဖွားသက်သက်ဖြစ်နေလို့မသွားချင်ပေမဲ့အဖွားဖြစ်သူကတော့သူမရှိတော့ရင်သူမြေးလေးမသွားတော့မှာလို့တည်လို့အခုပဲသွားဖို့ပြောလိုက်ပြီးမိုဝါနာလည်းအဖွားကိုနှုတ်ဆက်ကအိမ်မြမီးအထုပ်ပိုးပြင်ပါတယ် အမေဖြစ်သူကမိသွားပြီမယ်သူသမီးကိုဘာမှမပြောတော့ဘဲအထုပ်ဘုတ်ကူမြင်ပေးပြီးဘယူးဆိုင်ဖို့မှလိုက်ပါတယ်ဒီလိုနဲ့မိုးဟာနာလည်းဂူကြီးတဲ့ဟာတင်းတော်ရဲ့ရွှေဖောင်တစီကိုယူလိုက်ပြီးရေတကုံကြောကကန်းလုံးကိုဥတီလောက်ခတ်လာခဲ့ပါတယ်လမ်းတစ်ဝက်လောက်ရောက်တော့အဖွားဖြစ်သူဆုံးမသွားတာကိုသိလိုက်ရပြီးချက်ချင်းဆိုသလိုပဲရွာဘက်ကနေတောက်ပတဲ့အချောင်းနဲ့ငလေးကြောင်ကြီးတကောင်ထွက်လာကမိုးဟာနာကိုလမ်းပြပေးပါတယ်မိုးဟာနာလည်းအဖွားလို့ခေါ်လိုက်ပြီးသူလမ်းပြရဲ့နောက်ကိုလိုက်ကပင်လယ်ထဲကိုအောင်မြင်မဲချောက်သွားပါတယ် ဒီလိုနဲ့ရွယ်လဲမပြင်းတဲ့ပဲလဲမကင်တဲ့နဲ့ဂျေကောက်ဂျေကိုကြည့်ကမဝိစီကို UDB ခီးဆက်လိုက်ပါတယ်။တလန်လုံးနဲ့သူ့ဖွားတင်မိတယ်။ငါမော်တိုနူရီရွာမိုဝါနာပဲဆိုတော့အလို့ရွနေတော့လှေတွေကနေထူးဆန်းတဲ့အတန်အောင်ကြားလိုက်ရပါတယ်။အဲ့ဒါတော့တခြားမဟုတ်ပဲဂျပန်ဟေးဟေးဖြစ်ကဟေးဟေးဟာတရင်နိုးလာတာဖြစ်ပြီးပင်လယ်တဲ့ကြောင့်နေရာအသည့်လိုအသေးအော်ဟေးလိုက်ပါတယ်။ပြီးရနဲ့ရေတဲကိုဆင်းပြေးသွားလို့မိုဝါနာလည်းပြန်ကယ်လိုက်ရပြီးဟေးဟေးကိုကြည့်လိုက်ရွလလိုက်နေပါများနေပါတယ်။နောက်ဆုံးတော့ဟေးဟေးကိုသူထွက်လာတဲ့ခြေထောက်ပြန်ထည့်ထားလိုက်ပြီးကြောက်ကိုအစင်မသူလိုလွှင့်လာတော့မုံတိုင်းမိကဖောင်လိုက်ဖောင်ရပြတ်သွားပါတယ်။ မဝါနာလည်းပင်လေယူအကူနီတောက်လိုက်တော့ရေလိုင်းတစ်ခုပေါ်လာပြီးမဝါနာလည်းလှိုင်းပုတ်တန်ကြောင့်ပြောသွားပြီးကျုံးကျုံးပေါ်ရောက်သွားပါတယ်။ကူညီပါဆိုတာကိုအခုလိုလိုပင်လေပြဿနာရှာနေတော့ကျုံးပေါ်မှာထူးဆန်းတဲ့အမှတ်အသားတွေကိုမြင်လိုက်ရပါတယ်။ မာဝီလာဆိုလို့ပင်လယ်ရက်ကောင်းကျိတ်ပြလိုက်ပြီးမကြခင်မဲ့တချင်းကြီးတန်တဲ့အတူနတ်ဖျားသွင်းတော့မာဝီထွက်လာပါတယ်။လှေကိုမြင်လာနေရအပြုံးလုံးသွားပြီးနတ်ဖျားတွေကငါ့ကိုအခွင့်ပေးပြီဆိုတာခုံပေါက်နေတော့မွာနာကအနောက်ကနေရောက်လာပြီးငါကမော်ဒူနူကြီးရွာမွာနာပဲ။ပင်လယ်နဲ့လေတို့ရဲ့နတ်ဖျားသွင်းတော့မာဝီငါ့လေကိုယူဆိုလို့မာဝီကလူတွေရဲ့သူရဲကောင်းဆိုတာကြံခဲ့လို့ပြောလိုက်ပါတယ်။မွာနာကလည်းစိတ်ပြတ်သွားပြီးသူဒီယိုလာတာအဲ့တည်းမဟုတ်ဘူးဆိုလို့မာဝီကဟုတ်တာပေါ့လက်မှတ်လိုချင်လို့လာပေးမယ်ဆိုကဟေးနဲ့လက်မှတ်ထိုးပေးလိုက်ကသူ့ကိုကျေးဇူးမတင်ဘူးနဲ့ရပါလေလို့ပြောလိုက်ပါတယ်။ မွာနာဘာကိစ္စကျေစုတရားမှာလဲဆိုလို့မဝီယာဒါပုံမှန်ပဲလေလူသားတွေကသူတို့ငါကူညီပြီးတဲ့အခါကျရင်ကျေစုတင်ပါလေလို့ပြောနေကြပဲလို့အစချီပြီးကျိုးနေကိုရောက်ကနေသူဆွဲထုတ်ပေးခဲ့ရတယ်မိို့ချပွေးပေးခဲ့ရတယ်အစားစာချပွေးပေးခဲ့ရတယ်အစရှိရာတွေကိုကြွကြော့ပြပြီးမွာနာအစ်မကူထဲကိုထထားလိုက်ပြီးအပြင်ကနေပိတ်လိုက်ခါဟေးဟေးကိုကြားစာဖြစ်ယူပြီးကျိုးမွာနေလေးပြေးဖို့လုပ်ပါရယ်သူ့ရဲ့တတူတွေကမဝီလေးကတော့အဲ့လိုရဲ့ကိုမကြိုက်ပဲကောင်မလေးကိုကယ်ဖို့ပြောနေပြီးမဝီကတော့ဂူလေးကလှပါတယ်သူသဘောကျမှာပါလို့ပြောနေယူထွက်သွားတော့မွာနာကတော့မဝီကိုချိန်ဆနေပြီးဂူလေးတွေလုပ်ဖို့အတွက်လမ်းချနေရပါတယ် ကျုံးမကလေးဟာကွန်မန်ဒိုလာရဲ့တက်တာမှုလို့မဝိချုထူကြီးကိုတွန်းချလိုက်ပြီးအချိန်ကြိုက်ပဲဂူမိုးဘွားအပေါက်ကနေတိုးထွက်လာပြီးမဝိစီကိုပြန်ခေါင်းချလိုက်ပါတယ်။ဖောင်မော်ရောက်တာနဲ့သူပြောမဲ့စကားကိုဆက်ပြောပြီးမဝိကစကားမဆုံးပါနဲ့ပဲဖောင်မော်ကနေပြစ်ချလိုက်ပါတယ်။ဒါမဲ့ပင်လေကြီးဟာမူဝါနာကိုပြန်ဆွဲတင်ပြီလို့မဝိလည်းအံ့ဩသွားပြီးနောက်တစ်ခါထိုက်ပြစ်ချလိုက်ပါတယ်။မူဝါနာလည်းရေရဲသုံးခါလောက်ဆင်းပြီးမှတော့ပြောချင်တာလည်းပြေဆုံးသွားပြီးမလို့တဖီရဲ့နှလုံးသားကိုပြလိုက်ပါတယ်။မဝိကတော့ကျောင်းနဲ့ကြားနဲ့နှလုံးကိုလွတ်ပြစ်လိုက်ပြီးမယ်သူစီကိုပြန်ဝလာလို့ရေထဲကိုဆင်းပြေးပါတယ်။ ါမဲ့ဖောင်ပေါ်ဝဲပြန်ပြန်ရောက်လာတာမဟုတ်လို့မဝီလေသူမလို့တော့တာကိုတီးသွားပြီအဲ့ဒါဘာနှလုံးမှမဟုတ်ဘူးသူ့မှာလည်းဘာအဆုံးမဲတဲ့ဆွမ်းအမမရှိဘူးအဲ့ဒါကျင်းစာပဲသူ့ကြောင့်ငါမော်ချေကောက်ကြီးပြောက်သွားတာငါလည်းအနည်းတစ်ထောင်လောက်ကျုံးမမတောင်းတင်နေရတာအဲ့ဒါကျင်းစာပဲလို့ပြောလိုက်ပါတယ်မဝနာကတော့ရှင်ရထားကိုကြောက်နေရလားဆိုလို့မာဝီကတော့ဟန်ကုတ်ပင်ပဲတတူးကမာဝီလီကတော့အမှန်တိုင်းပဲဝန်ခံလိုက်ပါတယ်မာဝီကတော့အဲ့ဒါတင်းချင်းရဲ့လမ်းစာပဲဘာကောင်းဝင်ချင်မှမဟုတ်ဘူးဆိုလို့မဝနာကဒီလုံးသားကတင်းချင်းလားဆိုပြီးဟီမောလိုက်ကငါမှတဖီကြီးနှလုံးရှိရဲ့တင်းချင်းရဲ့ဆိုပြီးစတော့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ဖောင်မော်ကိုတန်တန်တစ်ခုလာဆိုင်ပါတယ် မွာနာလဲလန်သွားပြီမာဝီကတော့အဲ့ဒါကကမိုရာတွေလူသက်ပင်လက်နှာလေးတွေဒီဟိုဘာရက်ရောက်လာလဲသိလားဆိုပြီးမွာနာကိုအပြစ်တင်လိုက်ပါတယ်ကကမိုရာဆိုတာကတော့ချက်ဖို့ကောင်းတဲ့ချုပ်လေးနဲ့ဥဆုံးလာပြီးအနောက်မှာတော့ချက်ဖို့ကောင်းတဲ့ပင်လက်နှာအုပ်စုကြီးနဲ့ရက်ဆက်တောင်းကြရတယ်ပင်လက်နှာအုပ်စုလေးပဲဖြစ်ပါတယ်အခုလည်းမွာနာစီရတလုံးသားကိုလူဖို့အတွက်ဖောက်မုတ်ကိုလှန်တဲ့နေနဲ့ပြတ်ကြပြီးကျိုးရန်နေနဲ့စင်ကခုံချလာပါတယ်မွာနာကိုလည်းတနက်တလောပြခုခတ်နေကြတော့တဖီတဲ့လုံးသားလွတ်ကျသွားခါဟေးဟေးပိုက်ထဲကိုရောက်သွားပါတယ် ကကမူရာဒီရလည်းဟေးဟေးဝအသေးခံလူကြပြီတချီမှာတော့အမိဖန်နိုင်သွားခါလှေပေါ်ပြန်တက်ပြီးကြပါတယ်။မူဝါနာကတော့ဟေးဟေးနဲ့ကြောက်တော့ကိုပြန်ခဲဖို့ပြောနေပြီးမော်ဝီကတော့အဲ့ဒါ ਈ တဲ့ဒီကနေ့လို့ဖို့ပဲစူးစမ်းနေပြီးအထာကြကြပတ်ထင်းဆွဲနေတယ်ကကမူရာဒီကိုလှည့်စားလိုက်ပါတယ်။ မဝနာအတော်မဝီကိုအာကိုမြန်မန်တီလို့သူကိုယ်တိုင်ပဲကကမိုရာရဲ့နောက်ကိုလိုက်ပြီးအုံဒီကောင်တွေကိုလှော့တက်နေကြပါလေကကမိုရာတွေရဲ့လည်းအတော်စီစီရဲ့မှုပြောင်းနေနဲ့ပြန်တိုက်ကြပြီးတချီမှာတော့ဟေးဟေးကိုကင်လာတယ်သူတို့ကောင်းဆောင်ပြစ်မိသွားကမဝနာလည်းဟေးဟေးကိုပြန်ရလိုက်ပါလေဒီလိုနဲ့အထာကြကြပဲဖောက်မို့ကိုလှက်နေတဲ့ပြစ်ကဟေးဟေးကိုပါစက်မှာခိုက်ပြီးလှော့တက်စီနဲ့ပြန်ရောက်လာပါလေမဝီကတော့မဝနာကိုမတိပဲပြန်ရောက်လာလို့ချီးကျူးနေပြီးမေဟုတော်ကအထင်ကြီးပါတယ်ဒါပေမဲ့နှလုံးတော်မင်းနဲ့တူငါပြန်သွားမထနိုင်ဘူးလို့ပြောလိုက်ပါတယ် မူဝါနာဘာလို့လဲဆိုလို့မဝီယာဒုက္ခတွေများတယ်အဲ့နားမှာထဲကဆိုတဲ့ချော်ရီမကောင်းဆိုးဝါးလည်းရှိတယ်မင်းတို့ကိုနိုင်လို့လားဆိုလို့မူဝါနာရှင်ရောနိုင်လားလို့ပြန်မေးလိုက်ပါတယ်မဝီလီကတော့မူဝါနာမဝီရောအနတက်တာကိုသဘောရကြနေပြီမဝီကတော့ဘာပဲဖြစ်ဖြစ်အဲ့ဒါကိုယ်တည်တင်ကိုတူနေရပဲအဲ့တော့ငါကတော့မင်းတို့လိုင်းမလို့နိုင်ဘူးဆိုလို့မူဝါနာလည်းမဝီတတူဟာလူတွေဟာသူ့ကိုချီးကျူးနေတာကိုမြင်လိုက်ပြီးအခုလိုလို့ရင်ရှင်သူရဲကောင်းဖြစ်သွားမှာတော့လို့ပြောလိုက်ပါတယ်မဝီကတော့ငါသူရဲကောင်းမယ်လေဆိုလို့မူဝါနာမဟုတ်တာကျွန်မတို့တီးခဲ့ရတဲ့မဝီကတော့လူဆိုးကြီးပဲရှင်ကြောင်ကဘာကြီးရဲ့ပျက်စီးတော့မှာရှင်ဟာဘသူ့ရဲ့သူရဲကောင်းမှာမဟုတ်တော့ဘူးလို့ ောလိုက်လို့ဘာဝီလည်းတူရီသွားပါတယ်အဲ့ဒါကြောင့်သူဂျိတ်ကောက်ကိုအရင်သွားယူမယ်အကြောင်းနဲ့တဲခေါက်ကိုဒီတိုင်းမထိုင်ဘူးဆိုလို့မိုဝါနာဟုတ်ပြီဒါဆိုရင်ဂျိတ်ကောက်ကိုအရင်ယူမယ်ပြီးရင်တဖီတူစီကိုသွားချက်မယ်သဘောတူလားဒါဆိုရှင်လေလီနဲ့ပင်လေတို့ရဲ့နှစ်ဖျားသွင်းတော့လူသားတွေရဲ့သူရဲ့ကောင်းကြီးမာဝီပြတ်ဖြစ်ပြီဆိုလို့ဘာဝီလည်းသဘောတူခိုင်းလိုက်ပါတယ်အဲ့ဒါကြောင့်မာဝီလည်းလက်ဆွဲသဘောတူလိုက်ပြီးမိုဝါနာကိုရှေ့တိုင်းပြချလိုက်ကပင်လေကပြန်ကယ်ပေးပြီးမှအရှိရဲ့ကိုခီးစက်ကြမယ်လို့ပြောလိုက်ပါတယ်ပြီးရနေအထာကျကျချောကိုဖြင်းနေလို့မိုဝါနာကသဘောချသွားပြီးသူ့ကိုကျွေးလက်နေတဲ့မိပါလို့ပြောလိုက်ပါတယ်မာဝီကတော့မရဘူးလို့ခက်ပြက်ပြန်ပြောလိုက်ပြီးအဲ့တော့အချိန်ကုန်ခံနေမဲ့အစားတာမတူဝါစီကိုအမ န်သွားပြီးအိုက်မြက်ပြူစီကနေသူ့ချစ်ကောက်ကိုအပြန်ပြန်ယူရမယ်အကြောင်းပြောနေတော့ပင်လေကြီးကကာကာမိုရီစီရအတော်တင်များကိုဖောင်းကနေနှုတ်ပြီးမဝီပောင်ကိုစိုက်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်မဝီလည်းမတက်တာတော့ပဲစင်ပါလက်ပါနဲ့မိုဝါနာကိုရွက်လက်နီကိုပဇက်နဲ့တင်ချပေးလိုက်ရပါတယ်ဒီလိုနဲ့ကျွန်းတစ်ခုပေါ်ရောက်သွားပြီးမိုဝါနာလည်းအဲ့ရနေနိုးလာကမဝီကိုသူ့လုံးလိုက်ပြီးလို့ပြောလိုက်ပါတယ်ဒါမဲ့သူရောက်လာတာဘော်ဒိုနူကြီးဖြစ်နေပြီးသူ့အဖေသူ့အမေနဲ့ရွာသူရွာသားတွေကသူမသိရှိမှပဲပျောက်ကွယ်သွားကမိုဝါနာလည်းအိမ်မက်ကနေလန့်နိုးလာပါတယ်မဝီကတော့မင်းသမီးလေးအေးဝပြီလားလမ်းရောက်ချပြီးပဲထင်းတဲ့သူကဘယ်တော့မှမအိပ်ရဘူးဆိုကငါတို့တာမတူဝါစီကိုရောက်ပြီးလို့ပြောလိုက် ပါတယ်။မူဝါနာလည်းအဲ့ကောက်စီမှာဂျီကောက်ရှိရတဲ့ချာလားဆိုလို့မဝီယာပယ်လေတဲ့ပြုတ်ကြတဲ့အဖိုးတန်ပစ္စည်းတွေအကုန်သူ့စီမှာရှိတယ်။အဲ့လိုမျိုးဆူရတာကိုသူကဂုံယူတဲ့ကောင်ပဲဆိုပြီးဟေးဟေးကိုအသားတူးအောင်လို့ပဲစီရချွေထားခဲ့လိုက်ပါတယ်။ မူဟာနာလည်းစကားတပြောပြောနဲ့တာမတူဟာအဲ့ပုံမှာရှိရလားဆိုလို့မဝီယာမဟုတ်ပါဘူးအဲ့ဒါဝင်ပါအောင်လာတိုတိုင်စီကိုသွားရမှာဆိုလို့မူဟာနာလာတိုတိုင်ကမကောင်းဆိုးတာတိုင်ပြီလေကျမဟာအဲ့ရောက်တရမှာလားဆိုလို့မဝီယာငါလည်းနေကိုမခေါ်ပါဘူးတာမတူတွေကအဲ့ထဲကမဝင်နိုင်ဘူးအဲ့တော့ဖောင်းမမပဲကျက်နေနေခဲ့ဆိုတာကြောက်ဆောင်ပေါ်စတတ်ပါလေမူဟာနာကအဲ့လိုပြောလို့ပြဿနာရှာနေတဲ့မဝီလေးကိုစကားပြန်ပြောနေပြီမူဟာနာကိုငုံကြည့်လိုက်တော့မတွေ့ရတော့ပဲသူ့ဘော်ချောင်းနေတဲ့မူဟာနာကိုမြင်လိုက်ရပါတယ် ဒီလိုနဲ့မော်ဝီတို့လည်းကျောက်ဆောင်ပေါ်ရောက်လာကြပြီးမိုးကနာဝင်ပေါက်ကပမာလဲလို့မိလိုက်ပါတယ်မော်ဝီကတော့ဝင်ပေါက်ကလူတယောက်ကိုချစ်ပူဆောင်မှရှာမှာလို့ပြောလိုက်ပြီးမှစမရပါဆိုပြီးဖုန်နေကိုလေးနဲ့မှုတ်လိုက်ပြီးရုပ်ထုကြီးနဲ့ဝင်ပေါက်ပေါ်မှာကောက်ခုံလိုက်ပြီးဝင်ပေါက်ကိုဖွင့်လိုက်ပါတယ်ပြီးရနဲ့ကြောက်နေမလိုက်လာဘူးနဲ့အောက်ရောက်ရင်မင်းတိမှာပဲဆိုပြီးအောက်ကိုခုံချသွားပါတယ်အောက်ရောက်တော့မော်ဝီလေးကိုသူ့နဲ့နေလို့ပြောနေတော့မော်ဝီလေးကတော့မိုးကနာဘက်အမှတ်ပေးလိုက်ကခဏနေတော့သူ့နောက်ကနေအောက်ကိုခုံဆင်းလာတဲ့မိုးကနာကိုမြင်လိုက်ရပါတယ်ဒါမဲ့အချိန်လုံးပြီးအောက်ကိုဆက်ချသွားလို့မော်ဝီကတော့တေသွားပြီလို့ပဲကောက်ချချလိုက်ပြီးတာမာတိုဝါကိုလိုက်ရှာကြပါတယ် ငွာနာကတော့ထောက်ထဲမှာမကောင်းဆိုးတာဘောင်းဆောင်နဲ့ကျင်ဆိုင်နေရပြီးမသိုံတမဲဖြစ်ကတွင်းပေါက်တကူစီကြောက်သွားပါတယ်။အထဲမှာတော့ရေသနာပုံကြီးနဲ့အတူအပေါက်ဆုံးမှရှိနေတဲ့မာဝီရဲ့မော်ချေကောက်ကြီးကိုမြင်လိုက်ရပါတယ်။မာဝီလည်းနေရာအောင်ရွက်လာပြီးဟုတ်တယ်အဲ့ဒါငါ့ဟာပဲဆိုလို့ငွာနာကတော့ယူဖို့လုပ်ပါတယ်။မာဝီကတော့မလုပ်ဖို့နဲ့သူနှစ်ပေါင်းတစ်ထောင်လောက်ဒီချင်းကိုစောင့်နေရတာဘာမှမဟုတ်တဲ့လူတယောက်ကြောင့်ပြတ်သွားလိမ့်မယ်လို့ပြောပြီးကမှအနာခုခုမြင်လို့အကြံတစ်ခုကြလိုက်ပါတယ်။အဲ့ဒါကတော့ငွာနာကိုဒီချက်ဖြစ်တော့မှုဖြစ်ပြီးသူကအစ်စ်မှာခြေကောက်ကိုဝင်ယူมาပဲဖြစ်ပါတယ်။ တမတို့ဟာအကြောတန်တယ်ကောင်မလို့သူ့ကိုကြောင်းအောင်ခိုင်းလိုက်ပြီးမွာနာကတော့ဒီရန်တက်ယူတယ်ရတာပဲကိုစောရကတက်နေတော့ရန်စရာပုံကြီးဟာအပေါ်ကိုမြောက်တက်သွားပါတယ် တကယ်တော့အဲ့ဒါတာမာတိုဝါရဲ့ကြောကုန်းဖြစ်ပြီးသူဟာစုဆောင်းသားရာတွေကိုကြောကုန်းပေါ်တင်ပြီးကြွားတာပဲဖြစ်ပါတယ်အခုလည်းမူဝါနာကိုဘာကောင်လဲဆိုပြီးကြည့်နေတော့လူသားဆိုတာကိုတည်သွားလို့စားဖို့အလုပ်မှာမဝီယာအနောက်ခံတဲ့ခြေောက်ကိုတက်ယူပါတယ်အဲ့ဒါကြောင့်မူဝါနာလည်းသူဒီိုလာတာတာမာတိုဝါဆိုတဲ့ကြီးကျယ်တဲ့ကဏ္ဍယူမြင်ချင်လို့ပါလို့ပြောလိုက်ပြီးတာမာတိုဝါလည်းသဘောကျသွားပြီးမစားခင်မှာအထူးခွင့်ရအနေနဲ့သူ့တော်ပြောပြမယ်ဆိုတာစကြွားပါတယ်အဲ့ဒီအချိန်မှာမဝီယာဒေါ်ကိုအမိယူရနိုင်ပြီးပုံပြလိုက်ပြီးမယ်တလွဲလေးဖြစ်ကုန်လို့တာမာတိုဝါလည်းအတင်ရဲသွားပြီးမဝီကိုပြန်တိုက်ပါတယ် သူ့ခုကိုလည်းပိတ်လိုက်ပြီးအယောင်နေဖြောက်ထွက်လာအောင်တော့ကမာဝီကိုစရိုက်ထိုးကြိတ်ပြီးမွာနာကိုတော့ခြိုင်းတစ်ခုထဲမှာထည့်ပြီးပိတ်ထားလိုက်ပါတယ်။မာဝီကတော့အတီးခံနေရလို့မူဝေလာပြီးမွာနာကမာဝီကိုကယ်ဖို့အတွက်ရောက်အောင်ထွက်လာပါတယ်။ သူ့အောက်ကမြေကြီးဟာအစရောအမုံတွေတန်းနေရအောင်မြင်လို့အကြံတစ်ခုရောက်သွားပြီးတာမာတိုကကိုသူ့လိုချင်တဲ့ရန်တနာပေးမယ်ဆိုကဒဖီဒီနှလုံးသားကိုပြတ်လိုက်ပါတယ်တာမာတိုကလိုက်လူတော့ခြံထဲကိုပြစ်ချလိုက်ပြီးတာမာတိုကဆိုက်လွတ်နေတော့ဂျောဘော်တန်ကြီးကောက်ကိုယူမောင်ကြီးကိုထမ်းပြီးပြေးပါတယ်တကယ်တော့ဒဖီဒီနှလုံးသားအစ်စ်ကသူ့စီမှာရှိနေတာဖြစ်ပြီးတာမာတိုကကိုပေးလိုက်တာကျွန်တော်ကိုစစ်တုပ်ထားတာပဲဖြစ်ပါတယ်တာမာတိုကလည်းရေးမိလို့အနောက်ကလိုက်ပြီးမယ်နောက်ကျသွားပြီးမွာနာတို့ကတော့ရေဘက်နဲ့တူအပေါ်ပြန်တက်ပြေးသွားကြပါတယ်အပေါ်ရောက်တော့မောင်ကြီးကငမန်းကောင်းကြီးနဲ့မွာနာကိုအောက်မှာလုခဲ့တဲ့ရာအတွက်ကျေးဇူးတင်ကြောင်းနဲ့ငါမင်းကိုတကယ်ထင်ကြီးသွားပြီလို့ပြောလိုက်ပါတယ် မွာနာကတော့ငမန်းခေါင်းယူချင်နေလို့မာဝီယာလည်းရှိလိုက်ပြီးသူတော့ကျင်တာမင်းလိုမျိုးမင်းကလေးတယောက်ကအောက်မှာအသက်ကိုရှင်ပြီးငါ့ကိုကဲခဲ့တာငါကတော့တာမတူကတော့နိုင်အောင်မတိုက်နိုင်တော့ဘူးတဲခေါက်ဆိုရင်ပုတ်ဆိုးတာပေါ့ငါအားနေနေပြီဆိုပြီးစိတ်တက်ကြသွားပါတယ်ဘလို့ပဲအားထုတ်တော့အစောဆက်ချက်သုံးများတဲ့အခါမှာတော့မာဝီလည်းလူတွေကိုကူညီအောင်လို့ပြပြောနေကြဖြစ်တယ်ရပါတယ်ဆိုတဲ့စကားစာတည်တော့မယ်ဆိုတဲ့စကားကိုပြတ်မှတ်တက်လာပါတယ်အဲအကြောင်းမွာနာလည်းမာဝီကိုအားပေးဖို့စကားစားလိုက်ပြီးမာဝီကတော့ဗာလဲငါကမာဝီဖြစ်နေလို့တဲခေါက်နိုင်မှာပါလို့ပြောမလို့လားဖြစ်တဲ့တောင်ပြောပါနေဆိုလို့မာဝီလေးကမာဝီကိုခြိုက်လိုက်ပါတယ်မာဝီကလည်းမာဝီလေးကိုအနောက်ကိုပြစ်လိုက်ပြီး မဝနာမဝိကျော်တတူကိုမြင်သွားပါတယ်အဲ့အကြောင်းအဲ့တတူကဘာလဲလို့မေးလိုက်ပြီးမဝီကတော့မပြောချင်ဘူးဆိုလို့မဝနာအတင်းမင်းရင်မဝီကရေထဲကိုလွတ်ပစ်လိုက်ပါတယ်အဲ့အကြောင်းမဝနာလည်းသူ့ကိုမပြောချင်လည်းထားပါတော့ तू ကအတုံးမကြဘူးပင်လေဤရာဘာလို့သူ့ကိုရွေးချယ်လဲဆိုတာကို तू လည်းမသိဘူးဒါပေမဲ့သူ့ကျုံးကအခုပြည့်စည်တော့မယ်အဲ့ဒါကိုကဲနိုင်မှာလည်း तू ပဲရှိတာပြီးတော့သူ့ကိုကူညီနိုင်မှာလည်းမဝီပဲရှိပါတယ်အဲ့အကြောင်းမဝီအခုလိုဖြစ်နေတာကို तू ကကူညီခွင့်မရရင်ဘယ်လိုဆက်လုပ်ရမှာလဲဆိုလို့မဝီလည်းငါဟာနှစ်ဖက်သွင်းတော့မဟုတ်ဘူးလို့ပြောလာပါတယ် တကယ်တော့မာဝီယာတာမန်လူသားတစ်ယောက်ဖြစ်ပြီးမိဘတွေကမလို့ချင်လို့ဆွပစ်တာကိုခံရတဲ့သူပဲဖြစ်ပါတယ်။အဲဒါကြောင့်သူ့ကိုနတ်ဖျားတွေကတနာပြီးမွေးစားခဲ့တာအစွမ်းနေနဲ့မော်တော်ကောက်ကိုပေးခဲ့တာဖြစ်ပြီးမာဝီလို့ခေါ်တွင်စေခဲ့ပါတယ်။သူဟာအစွမ်းနေကြတဲ့ဟာလူသားတွေအတွက်မျိုးစုံအကျိုးရှိအောင်လုပ်ပေးခဲ့တာဖြစ်ပြီးအဲ့လိုအချိန်တွေမှာဒီတက်တူးတွေကသူ့လိုလိုပေါ်လာတာပဲဖြစ်ပါတယ်။အဲဒါကြောင့်မိုဝါနာလည်းဒက်ဖီဒီလုံုံခိုးတာကလည်းလူသားတွေကြောင့်ပဲဆိုတာကိုသိသွားပြီးအတော်မတတ်နိုင်တဲ့လူသားတွေရဲ့လောဘကြောင့်မာဝီယာကြားနေခံခဲ့ရတာပဲဖြစ်ပါတယ်။အဲဒါကြောင့်မိုဝါနာဟာမာဝီကိုစိတ်တက်မကြဘူးနဲ့နတ်ဖျားတွေကရှင့်ကိုအကြောင်းတစ်ခုကြောင့်ရွေးချယ်ခဲ့တာဖြစ်မှာပေါ့။ကျမလိုပဲလေရှင့် ရကလည်းသူတို့ကတင်မှုအတွက်ထက်တယ်နေသူမလို့ပေါ့မဟွေဆိုတဲ့ဂုံဘောက်ကလည်းသူတို့နာမည်ပေးခဲ့တာထဲရှင်ကိုယ်တိုင်ပဲထွင်းထူပြီးတော့လူတွေကြားမှာအတူရှိရှိနေခဲ့လို့ရခဲ့တဲ့နာမည်ပါလို့ပြောလိုက်ပါတယ်အဲစကားကြောင့်မဟွေလည်းအတက်သွားပြီးစူးစမ်းလိုက်တာနောက်ဆုံးတော့သူ့မော်တော်ကောက်ကိုပြတ်တော့လိုက်ပါတယ်မွာနာနဲ့လည်းအဆင်ပြေသွားပြီးရွက်နေနီအပြင်ရေချောင်းခံမန်းနာနဲ့ကြဲကြီးတာအဆုံးသင်ကြပေးပါတယ် တညမှာတော့မာဝီယာထူးဆန်းတဲ့စကားစုကိုဆိုပါတယ်အဲ့ဒါတော့သမုတ်တရားကြီးကမင်းတို့ဘာလို့ရွှေ့လဲဆိုတာကိုငါသိပြီဆိုတာပဲဖြစ်ပါတယ်အကြောင်းကတော့သူဟာကျိုးနေပဲဆဲပေးပြီးရင်မွာနာတို့လိုပင်လက်ခီးသွားတယ်ဟာအမှနေကြတာဖြစ်ပြီးရီဒူအီယာအားလုံးကိုတောင်းရင်ဆက်သွယ်ပေးရတာမို့လို့ငါသာသမုတ်တရားဆိုရင်လေမာဝီနဲ့တို့ခီးသွားဖို့မင်းတို့လိုချင်ရင်လည်းပင်လက်ခီးသွားလို့ပဲရွှေ့ချက်ပြမှာဆိုတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မွာနာလည်းသဘောချတာပြီးဒီဖီဒီယိုလည်းအဲ့လိုချုပ်စိရေးကြွေးဖို့အတွက်စဉ်းစားထားပါလို့ပြောလိုက်ပါတယ်မာဝီကတော့ငါစဉ်းစားပြီးပါပြီမတူနူရွာမွာနာမင်းနောက်ဆုံးတော့မာဝီကိုပင်လက်ပြင်ကိုဖြတ်ပြီးဒီဖီဒီစီကိုပို့ဆောင်နိုင်ခဲ့ပါပြီအခုအချိန်ကြပြီဆိုလို့ မွားလာလေသူဖောက်ဆချိုးလေးတွေဟာတဖီးတလုံးလို့ထုတ်ပေးလိုက်ကာကန်ကောင်းပါစေလို့ပြောလိုက်ပါတယ်မာဝီလေစွန့်ပုံတန်ပြောင်းပြီးအပေါ်ကဖြတ်ပြန်ပြီမယ်တက်ခါထွက်လာပြီးတိုက်ခိုက်လို့မာဝီလေအသက်သက်ပြန်တိုက်ရပါတယ် တချီမှာတော့မာဝီလက်လွတ်ပြစ်ခံလိုက်ရလို့အခြေအနေမဟန်တော့ပဲဖော်ဖော်ပြောင်းလာကဒီကနေပြီးဖို့အတွက်မိုဝါနာကိုပြောပါတယ်။ဒါမဲ့မိုဝါနာကပင်လက်ခွေတာမှာကျဆော့ပေါက်နေတာကိုမြင်လို့ခေါင်းမပြီးဖောက်အောင်အမြန်မောင်းပြေးပါတယ်။တဲခါဟာရင်းနေတိရဲ့အားနဲ့တက်တာကိုသိလို့အိုင်နီကိုတုံလာဆိုပေမဲ့မာဝီပြောသူလိုပဲနောက်ကျသွားပြီးမာဝီလည်းတဲခါရဲ့လက်တီချက်ကိုသူ့ကြိတ်ကောက်နဲ့ကာလိုက်ရပါတယ်။မိုဝါနာကတော့မာဝီကိုတောင်းပန်လိုက်ပြီးခုနလိုထတ်လို့ရင်အောင်မြင်နိုင်တယ်ဆိုလို့မာဝီကတော့ပါတော့ငါတဲခါကိုမနိုင်ဘူးအခုငါကြိတ်ကောက်ကလည်းနောက်တစ်ခါထပ်တိုင်ချိုးတော့မှာမမစွန့်စားရတော့ဘူးစိတ်မကောင်းပါဘူးဆိုကစုံပုံပြောင်းပြီးပြန်ထွက်သွားပါတယ်။အဲဒါကြောင့်မိုဝါနာလည်းစိတ်တက်ကြသွားပြီး ပင်လယ်ကြီးကိုဘာလို့သူ့ကိုရွေးချယ်ခဲ့ရလဲသူကမထိုက်တန်ပါဘူးအတုံးလည်းမကြဘူးအဲ့အကြောင်းတခြားသူ့ကိုပဲချလိုက်ပါဆိုပြီးနှလုံးကိုပြန်ပေးလိုက်ပါတယ် ဲ့အချိန်မှာငလေးကြောက်ကြီးတကောင်ရောက်လာပြီးသူ့အဖွားပဲဖြစ်ပါတယ်။မိုဟာနာအဖွားကိုဖက်ပြီးသူတောင်းဝင်မကြည့်လို့တောင်းပန်လိုက်ပြီးအဖွားပြသူကလည်းစိတ်တက်မကြဖို့နဲ့အဖွားပြရဲ့တောင်းဝင်ကလည်းကြည့်တာကိုအဲ့အတွက်မီလီအိမ်မက်ခြင်းမီဆိုရင်အဖွားဟာအနားမှာအပြည့်ရှိနေပေးမှာပါဆိုလို့မိုဟာနာလည်းအိမ်မြန်ဖို့လုပ်ပါတယ်။ပြီးတော့တုံဆန်းသွားလို့အဖွားပြသူကအဲ့ဒါဟာတမီးကြီးနေရာတာတဲ့စကားတမ်းမဲလို့ပြောလိုက်ကတမီးဟာဒူရီကိုကဲတင်ပေးနေတဲ့သူပဲလို့ပြောလိုက်ပါတယ်။မိုဟာနာလည်းသူ့ဟာဘယ်တော့မှလက်ချော့မဲ့သူမဟုတ်ပဲသူ့ကျွန်းအတွက်ရောက်အောင်လုပ်မဲ့အကြောင်းနဲ့အခုချိန်ကြီးသူ့ကိုလက်မလျှော့သေးတဲ့ပင်လေကြီးနဲ့သူ့ဘိုးဘေးတွေရဲ့ပေါ်ရိပ်ကိုပြန်မြင်အောင်လာကခွန်အားတက်သွားပြီးဒီဖီဒီရဲ့လုံသားကိုပြန်ဆင်းကောက်လိုက်ပါတယ်။ ်ဒီလိုနဲ့မော်တူနူရီရွာမူဝါနာပင်လယ်ကိုဖျက်ပြီးဒက်ဖီဒီတလုံးသားကိုကိုရိုင်းမြထားဖို့ပဲဆုံးဖြတ်လိုက်ကဖောင်းတစားစီပြန်ဆောက်ပါတယ်ပြီးရနဲ့သူစားတွေ့ထားတာကိုအကောင့်နဲ့ဖော်လိုက်ပြီးတဲခါကိုတပတ်ကိုများခောက်သွားပြီးမဝိစီယာမြင်လာတဲ့ပက်ထင်းကြီးနဲ့လဲစားလိုက်ကကန်းဆွေတွေကိုဝန်နိုင်သွားပါတယ်ဒါမဲ့တဲခါလက်ကတော့မလို့သေးပဲဂျောင်းမိမိနေတော့မဝီရပြန်ရောက်လာပါတယ်ပြီးရနဲ့မူဝါနာကိုထားခဲ့မိတဲ့အတွက်တောင်းပန်လိုက်ပြီးမဝီဆိုတာငါကွယ်ထူးစစ်ထားတဲ့နာမည်ပါဆိုပြီးမူဝါနာကိုနှလုံးသားသွားထားခိုင်းလိုက်ပြီးသူဟာတဲခါကိုခံတိုက်ပြီးပါတယ်ဒီလိုနဲ့မူဝါနာကိုကြင်သူချစ်ကောက်လဲကြိုးသားခဲ့ပြီးတမုတ်တရားရင်ဟေးတို့ကလည်းမူဝါနာကိုကူပေးကြတာကတစ်ဖက်စီတော့သွားပြီးမ မဝီယာခယူပုံနေရာကိုထည့်ရမှာလို့လှမ်းအောင်လိုက်ပါတယ် ဒါမဲ့ deputy ရှိရမယ့်နေရာမှာ deputy မရှိတော့ဘဲနေရာလုပ်ကြီးဖြစ်နေရမှလို့မွာနာလည်းဖြာများသွားပါတယ်။နောက်တော့မှာတဲခါကိုအပေါ်စီရဲ့နေကြီးမိပြီးတဲခါဆိုတာနှလုံးသားမရှိတော့တဲ့သဘာဝရဲ့မိခင်ကြီး deputy ဆိုတာကိုသိလိုက်ရပါတယ်။တဲခါလည်းမွာနာစီကိုရောသားလက်ကြီးနဲ့ပြေးဝင်လာပြီးမှမွာနာရဲ့မင်းမတူလဲဆိုတာကိုငါသိပါတယ်ဆိုတဲ့စကားကြောင့်အသိစိတ်ပြန်ဝင်လာပါတယ်။အဲအကြောင်းမွာနာလည်းတဲခါကိုနှလုံးပြန်ပေးလိုက်ကမကြခင်ပဲစိတ်ဆုံမှုအပြည့်နဲ့ deputy ရုပ်တရားပြန်ပေါ်လာပါတယ်။တဖီဒီပြောက်လာနဲ့တဘာဝတရားကြီးဟာဆင်းဆင်းမဲ့ပြန်လုံးထလာခဲ့ပြီးမွာနာကလည်းမဝီကိုဒုက္ခောက်တဲ့ဆင်းမကောက်တော့ပြလိုက်ပြီးမဝီကလည်းခြေကောက်မရှိတော့လေငါ မော်ဝီပါပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတဖီဒီယာမိုဝါနာတို့ကိုအပေါ်ကိုခေါ်သွားပြီးမော်ဝီကလည်းတဖီဒီနေကောလာဘာညာနဲ့ဖော်လိုက်ပါတယ်တဖီဒီယာတော့မော်ဝီကိုခွင့်လွှတ်ပေးလိုက်ပြီးဂျေကော့သစ်ကိုလည်းလက်ဆောင်ပြန်ပေးလိုက်ပါတယ်မော်ဝီလည်းမူဂျိုခလေးလိုမျိုးပြောရှင်းနေပြီးမိုဝါနာကနတ်ဖျားမအပေးရဲ့လက်ဆောင်ကိုလက်ခံလိုက်ပါဆိုလို့မော်ဝီလည်းခုံပေါက်ပြီးလက်ခံလိုက်ပါတယ်တဖီဒီယာမိုဝါနာအတွက်တော့သူ့ရဲ့ဖောင်လေးကိုလက်ဆောင်ပြန်ပေးလိုက်ပြီးအိမ်မြန်ခရီးအစဉ်ပြောင်းပြင်ဆင်ပေးလိုက်ပါတယ်ဒီလိုနဲ့မာဝီလည်းဟိဟိကိုဝါမလာလို့မဆလိုက်ရပဲနောက်မှတွေ့မယ်လို့ပြောကနှုတ်ဆက်လိုက်ပြီးမိုဝါနာကလည်းရှင်ရွာကိုလိုက်ချင်ရင်လိုက်ခဲ့လို့ရပါတယ်လို့ခေါ်လိုက်ပါတယ် ရွာသားတွေကိုရွက်လင်းနေတင်ပေးဖို့ဆရာရတာပေါ့ဆိုလို့မောက်ရမလိုပါဘူးသူတို့မှရှိပြီးနေပါပြီဆိုကငါမကြမကြလာလဲမှာပါဆိုပြီးနှုတ်ဆက်ကထွက်သွားပါတယ်ဒီလိုနဲ့မူဝါဒလည်းအင်မြန်ကြီးကိုစတင်လိုက်ပြီးမကြခင်မဲ့သူကတည်းနိုင်ခဲ့တဲ့မော်ဒူနူယိုပြောင်းလာကမိဘအိမ်နဲ့ပူအောင်ပြန်တွေ့ရပါတယ်အဖေဖြစ်သူကလည်းသူကန်းလုံကိုနည်းနည်းလေးကြော်လိုက်မိရဲ့ဆိုလို့အဖေဖြစ်သူကလည်းအဖေသမီးအတွက်ဂုံယူပါလို့ပြောလိုက်ပြီးရွာသူရွာသားတွေကလည်းသူရဲ့ကောက်မူဝါဒကိုထွက်ကြပါတယ် ီလိုနဲ့ရွာကြီးကြီးလေတိန်းထားတဲ့ထေဒီကိုပြတ်ထုတ်လိုက်ကသူတို့ရဲ့ဘဝအမှန်ကိုဖုံးပယ်ဖို့အတွက်ပဲဆုံးဖြတ်လိုက်ပါတယ်။မူဝါနာကလည်းရွာရဲ့အကြီးကြီးဖြစ်ခိုင်ဝင်လိုက်ပြီးကျွန်တော်နေရအပေါ်မှာနောက်ဆုံးကြုံတော့ဖြစ်ပင်လေရက်ပြည့်တဲ့ဆောင်လေးကိုတင်ထားခဲ့လိုက်ပါတယ်။အကြောင်းကတော့သူဦးဆောင်ရဲ့မျိုးဆက်တရားပင်လေခီးတော့တက်မှာဖြစ်ပြီးပင်လေရဲ့မှာလူနဲ့လက်သွားလာနေကြပြီပဲဖြစ်ပါတယ်။အဖွားပြည့်သူနဲ့မာဝီတို့ကလည်းသူတို့နားမှာရှိနေပြီးမူဝါနာလည်းဆက်တင်သွားပါတယ်။